Thank you. ပြားနဲ့ဆင်ဒဲပြင်မှာတွေ့ပြီး issue 5ခုစာ5လစာဘတ်မန်ကိုစိတ်ရောလူပါဒုက္ခပေးထားသည်။ဒီညဘိန်းကိုတိတ်ပြီးနောက်ဆုံးတိုက်ပွဲနဗန်းကွင်းထဲမှာယောက်ျားချင်းထိုးတက်ကြပြီးဖြစ်ပါတယ်။နောက်ရင်ဆုံးစိတ်ကိုအနိုင်ယူရလိမ့်မယ်။ခြားပွဲမတိုင်ခင်မှာအယ်ဖရက်ကဘတ်မန်ကိုလက်ဝဲသမားဘေးကနီးပြတယောက်လိုမျိုးစိတ်ကိုတွန်းအားပေးနေတယ်။ပြင်ဆင်ပေးနေတယ်အယ်ဖရက်ကမေးတယ်။ဒါမင်းဘွားကြီးတစ်ခုလုံးကိုယင်ပြီးတော့ခြားရမယ်တိုက်ပွဲပဲ။မင်းအစင်သိမ့်ဖြစ်နေပြီလား။ I'm listening Batman ကနားထောင်နေတယ်။ဒါပေမဲ့ Alfred ရဲ့စကားတွေကိုမ ဟုတ်တော့ဘူးဘိန်ကသူ့ကိုဒုက္ခပေးခဲ့တာ၄စိန်ခေါ်စော်ကားခဲ့တာ၄သူ့ရဲ့တငယ်ချင်းတွေကိုဖျက်ဆီးခဲ့ပုံ၄သူ့ရဲ့တငယ်ချင်းတွေကသူ့ကိုမုံတီးစွာပြောတဲ့စကားတွေသူ့အမေနဲ့အဖေရဲ့စကားတွေကိုကြားနေရတယ်မုံတီးနေတဲ့ ဒေါ်လာထွက်နေတယ်ဒါကိုမြင်တော့အုံနောက်တွေထွက်ပြီးယူကြောင်ကြောင်ဖြစ်နေတဲ့ Riddler ကတော့ I mean ငါကတော့ ready ဖြစ်နေပြီလေကြည်စမ်းမအောင် Bruce လိုကောင်ကတော့ကောင်းကောင်းအာရုံမဆိုင်နိုင်တော့ဘူးလို့ပြောရင်းနဲ့ဟာပြင်နေပါတယ် Batman ကလည်းတာမန်လူတယောက်မဟုတ်တော့ဘူးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာဘိန်းအစိတ်တွေရှိနေတဲ့ဒီအစိတ်တွေကသူ့ကိုမကောင်းဆိုးဝါးကြီးတကောင်လို့တံမာသွားစေတယ်ရန်သူတွေရဲ့ခြေလန်း90လောက်ကိုကျိုးပြီးတော့မြင်နိုင်မဲ့အထိအာရုံတွေတိုးချဲ့သွားစေတယ်ဘိန်းနဲ့ချဖို့အတွက်သူအစင်တင်းဖြစ်နေပြီးဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်ကိုနောက်ထပ်နှစ်ကြိမ်မဲ့ထုတ်သွင်း ုံးဖို့အတွက်လုံလုံလောက်လောက်ကျန်နေအဲ့ဒီအထက်ကတစ်ခေါက်ကိုလည်းအခုအစမ်းထုတ်သုံးရလိမ့်မယ်ဘာလို့လဲဆိုတော့ဘတ်မန်ဘလောက်အထိကျန်သွားမလဲစိတ်ကိုထိန်းနိုင်ပါမလားဆိုတာကိုသူတို့မသိနိုင်ဘူးဘတ်မန်ကပို့ပြီးတော့ဆိုးတဲ့မကောင်းဆိုးဝါးကြီးဖြစ်သွားမယ်ဆိုတာကိုထိုအချိန်ကျမှလက်ခံလိုက်လို့မရဘူးပြီးတော့အယ်ဖရက်ကဘရူးစ်ရဲ့မျက်နှာကိုတနက်နဲ့ကောက်ချိန်ထားလိုက်ရင်တုံးလိုက်တော့ကောင်းလေမင်းမထိန်းနိုင်ဘူးဆိုရင်တော့ငါတစ်ချက်တည်းပြစ်ထည့်လိုက်ပြီးထိန်းပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ် Okay let's go to ကင်ဝါလို့អော်ပြီးတော့ဘတ်မန်ကဘိန်းကိုတိုက်ပွဲမှာឆាមဲပုံစံပြန်ကြမ်း ဝရမ်းမိုက်တဲ့ပုံစံကြီး abomination လို့ခေါ်တဲ့အကောင်ကြီးပုံစံကိုပြောင်းလဲသွားပါတယ် imagine ဒီပုံစံကြီးနဲ့ batman ကတိုက်ပွဲတစ်ခုခုချနေတာကိုအတွေ့ရဲ့ပုံဖော်ကြည့်တာနဲ့တင် ဝရမ်းမိုက်နေပါပြီသူတို့တိုက်ပွဲအကြောင်းကိုအရင်အပိုက်မှာဘတ်မန်ကတီဗီမှာကြီးညာခဲ့တာဖြစ်လို့ကော်တက်မျိုးကြီးတစ်ခုလုံးကလည်းစိတ်ဝင်စားနေကြတယ်ဒါပေမဲ့ထုံးစံအတိုင်းနိုင်ငံရေးသမားမျိုးတော်ဝင်ကဘတ်မန်ပြောခဲ့တာတွေဒီအမှန်မဟုတ်ကြောင်းမျိုးရဲ့အောက်ထဲမှာဘာမကောင်းဆိုးဝါးကြီးတွေမှရှိမနေလို့ဘာတိုက်ပွဲမှလည်းဖြစ်ဖို့မရှိကြောင်းကော်တက်မျိုးသားတွေဒီညမထွက်ရအမိန်အတိုင်းအပြင်းမထွက်ကြည့်ကြပဲအိမ်ထဲမှာပဲနေကြပါဆိုပြီးဝါဒဖြန့်တည်င်းဖုံဖို့အတွက်ကြီးညာခဲ့ပါတယ်ဒါပေမဲ့သူကတည်င်းလွင်လွင်ပြီးချင်းမှာပဲရဲမှုဘူလော့ကိုပြောတယ်အထက်ကနေပြီးတော့အမိန်ကြလာတယ်တိုက် က်ပွဲကဒီည12နာရီမှာဖြစ်လိမ့်မယ်။ချားမဲ့နှကောင်ကလွဲပြီးတော့ကွင်းသားကိုဘယ်သူမှမလာစေနဲ့ဆိုပြီးတော့အမိန့်ပေးထားလိုက်ပါတယ်။ meaning အထက်ကဆိုတာဒီဂျိုကာကိုရည်ညွှန်းခြင်းဖြစ်ပြီးတော့ဂျိုကာတို့ကလည်းဒီတိုက်ပွဲကိုဖြစ်စေခြင်းနေတယ်။ဘတ်မန်ရှုံသွားရင်ဘတ်မန်ရဲ့ခန္ဓာကိုယ်ကိုလိုချင်နေတယ်ဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်ပါတယ်။အခုတိုက်ပွဲချင်းကနီးကပ်လာပြီးကတ်ဝမ်မန်ကလည်းပို့ပြီးတော့စိတ်ပူလာနေတယ်။ဘရူးစီနင်းသာကြားနိုင်မယ်ဆိုရင်နင်းမှာတော်တော်ကောင်းတဲ့ plan တစ်ခုရှိနေပါစေဆိုပြီးတော့ဂျိမ်းမောင်းတတိပေးနေလိုက်ပါတယ်။တစ်ဖက်မှာဘိန်းကလည်းအကြောက်လန့်ကင်းမဲ့စွာထွက်လာ ဖို့အတွက်ပြင်နေပြီဒေါက်တာအာခမ်ကဒီတစ်ခေါက်ဘတ်မန်ရဲ့ခန္ဓာကိုယ်ထဲမှာအဆိပ်တွေရှိနေတယ်နော်ဆိုပြီးတော့တတိပေးတယ်ဒါပေမဲ့နောက်ဆုံး update မြင်ပေးထားတာတွေတိုးချဲ့ပေးထားတာတွေနဲ့ဆိုရင်ဘတ်မန်ကိုနိုင်ဖို့ကပါမွားလေးပါဆိုပြီးတော့အားပေးစကားပြောလိုက်ပါတယ်ဘိန်းကလည်းအစောကြီးတည်းကခယူမဆိုင်ပါဘူးဘတ်မန်ကအဆိပ်ကိုအသုံးပြုတယ်ခံနိုင်တယ်ဆိုရင်မင်းတို့အတွက်ပို့ပြီးတော့စမ်းသပ်လို့ကောင်းတယ်မဟုတ်ဘူးလားလို့မေးတယ်ဒီစီဒီတိုက်ပွဲပြီးသွားရင် သူကအနားယူတော့မှဘတ်မန်ကိုအနိုင်ယူပြီးတော့သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက်ထားပေးခဲ့ပြီးပြီဆိုရင်သူမွေးဖွားခဲ့တဲ့သူပိုင် ဲ့ကျွန်းမှာသူ့ရဲ့မိန်းမနဲ့ကလေးတွေနဲ့အတူတွားပြီးတော့အနာယူတော့မှာဖြစ်ပါတယ်။ဒါကြောင့်သူကလည်းဒီတိုက်ပွဲကိုနိုင်မရမယ်နိုင်မယ်ဆိုတာကိုလည်းယုံကြည်ထားပြီးသားဖြစ်ပါတယ်။နောက်ည7နာရီထိုးတဲ့အခါမှာအဲ့ဒီယုံကြည်ချက်တွေနဲ့အတူဘိန်းကတယောက်တည်းနှစ်ပန်းကွင်းထဲကိုရှောက်ဝင်လာခဲ့တယ်။ငါရောက်နေပြီမင်းတို့ရဲ့ချန်ပီယံဆိုတဲ့ကောင်ဘယ်မှာလဲလို့ကြဲလောင်စွာဟော်ဟစ်စိန်ခေါ်လိုက်ပါတယ်။တပြိုင်နက်ထဲမှာချွမ်ချွမ်ချွမ်ဆိုပြီးဘောလုံးကွင်းကြီးထဲကမီးတွေတလုံးချင်းပွင့်လာတယ်။ဟယ်လိုဆိုတဲ့စကားနဲ့အတူဘတ်မန်ကကွင်းအလယ်မှာကျူပြီးတော့ရောက်နေပြီ းကြိုပြီးတော့စောင့်နေပြီဆိုတာကိုမြင်လိုက်ရပါတယ်တိုက်ပွဲစားပြီးနားထဲမှာအယ်ဖရက်ကပလန်တွေကိုကြိုပြီးတော့တတိပေးနေတယ်မှတ်မိတယ်တော့ကောင်းလေဒီကောင်းကိုအရင်ဆုံးအားကုန်လာအောင်လုပ်ရမယ်သူ့ရဲ့အစိတ်တွေကုံအောင်တုံးပြီးတာကိုစောင့်ရမယ်သူ့မှာဘာအစိတ်မှထုတ်တုံးဖို့အတွက်မကြံတော့တဲ့အခါမင်းရဲ့အခုနမကောင်းဆိုးဝါးဖော်မကြီးကိုထုတ်တုံးရမယ်အပြီးအဆုံးတက်ပြရမယ်ဆိုပြီးတော့ပြောပြနေပါတယ် bad batman က stop talking စကားပြောတာရပ်လိုက်တော့တိုက်ပွဲစားပြီး harley ရေဆိုပြီးတော့ပြောလိုက်တဲ့အခါ harley quinn နဲ့သူ့ရဲ့ red hood guy တွေက camera drone နဲ့အများ ကြီးကိုကွင်းနဲ့ထုတ်လွှင့်ပြလိုက်တယ်။တိုက်ပွဲကိုတစ်မျိုးလုံးကမြင်ရအောင်မကောင်းဆိုးဝါးကြီးတွေဆိုတာတကယ်ရှိပါတယ်ဆိုတာကိုသိရအောင်အတွက် TV တိုင်းမှာထုတ်လွှင့်စေလိုက်ပါတယ်။ဘိန်ကစပြီးတော့စိန်ခေါ်တဲ့ Let's see မင်းရဲ့ပထမအဆုံးအကွက်ကဘာလဲဆိုပြီးတော့ပြောလိုက်တာနဲ့ Batman ကသူ့ရဲ့ခြေထောက်အောက်ကခလုတ်တစ်ခုကိုဖိနှင်းလိုက်တယ်။ Boom 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 စတိုက်ပေါက်ကွဲတဲ့အနေနဲ့အတူကွင်းကြီးရဲ့ဘေးကအထက်မြင့်တိုက်ကြီးတစ်ခုလုံးကထွက်ဝက်ကျိုးသွားတယ်။ငါကဒီအကွက်ကို Welcome to Gotham Gotham မြို့မှာကျူစုပါတယ်လို့ခေါ်တယ်လို့ပြောလိုက်ချင်းဒီကြိုကြလာတဲ့ တိုက်ကြီးကဘိန်ရဲ့အပေါ်ကိုပြီးကျပေါက်ခွဲထွက်သွားပါတယ်။ဟိုရန်မိုက်ပါတယ်။ Bad of course ဘိန်ကဘယ်လိုလုပ်သိနိုင်မလဲ။သူကတိုက်အပီကြီးတွေကနေပြီးအကောင်အကြီးကြီးဖြစ်သွားပြီးတော့ယုံထ ခုထွက်လာတယ်။ဘိန်ကအစိတ်တွေကိုအခုတွေကထုတ်သုံးနေရပြီ။ဘက်ပလန်ကဒီတစ်ခုတည်းရှိရမဟုတ်ဘူး။အယ်ဖရက်ကဘက်မူဗီကြီးမောင်းလာပြီးတော့အထဲတွေကနေ locked in ပြစ်လို့ရပြီဟေးဆိုပြီးတော့အတီးပေးလိုက်တဲ့အချိန်မှာဘတ်မန်က fire လို့អော်လိုက်တဲ့ဘက်မူဗီရဲ့အရှိကနေပြီးတော့ထွက်လာတဲ့အချွန်နဲ့ဂျိုးတွေကဘိန်ရဲ့ကြောတဲ့တွေကိုစိုက်ဝင်သွားတယ်။ဒီဂျိုးတွေရဲ့အရှိန်နဲ့အမိုက်ကားကြီးကဘက်မူဗီကြီးကဘိန်ရဲ့ကြောပြင်ကိုထပ်ပြီးတော့စိုက်ဝင်သွားပြန်ပါတယ်။ ်ဟာဘတ်မန်ကတော့ share တိတ်နေပြီဒါပေမဲ့ဘိန်းကမမှုဘူးအစိတ်တွေကိုထပ်ပြီးတော့အသုံးပြလိုက်တဲ့အခါအကောင်ပို့ပြီးတော့ကြီးသွားတယ်ဒဏ်ရာတွေပျောက်ကင်းသွားတယ်ဘတ်မန်ရဲ့အမိုက်ကားကြီးကိုကြောမှဆိုင်နေတဲ့ဂျိုးကနေကင်ပြီးလွင်ထွက်သွားအောင်လွင်ပေါက်ပြစ်လိုက်ပါတယ်အခုဘတ်မန်မှာ gadget တွေကုန်ပြီးကိုရိုင်းချမရတော့မဲ့ alfred ကြောက်နေမိတာအမှန်ပဲဘတ်မန်ကသူ့မှာဘိန်းကိုရှင်းချဖို့အတွက်ခွန်အားနဲ့လင်မြန်မှုမရှိဘူးဆိုပေမဲ့ brutality အစင်ပြေလို့ရှာဒေါင်းထားတဲ့ VPN application တွေကိုအသုံးပြုရတဲ့အခါမှာဒီလိုမျိုး line tick line နေတဲ့အခက်အခဲတွေကိုကြုံရတတ်ပါတယ်။အဲဒီအစင်မပြေမှုတွေကိုတစ်လတစ်ထောင်လောက်အသုံးပြုလိုက်ရုံနဲ့ဖြည့်ရှင်းပြီးသားဖြစ်သွားမယ်ဆိုရင်ကော yes လူတိုင်းနေပါလဲသိကြမယ်မြင်ဘူးကြမယ် Express VPN application မှာဆိုရင် ကြော်ညာကြီးကြည့်စီရမလို့တော့ပဲနဲ့ line ကိုပို့ပြီးတော့ smooth အဖြစ်ဆုံးအသုံးပြုနိုင်မဲ့ premium account တွေကိုဒီနေ့ video ရဲ့ sponsor Blue Lamp Premium Store မှာဆိုရင်တစ်လစာတစ်ထောင်ကျပ်တဲ့နဲ့ဝယ်ယူလို့ရနိုင်ပြီဖြစ်ပါတယ်။ ဒီ story ပို့ပြီးတော့ convenient ဖြစ်သွားစေတာကဈေးနဲ့အချက်အလက်တွေကို Google က website မှာပါအချိန်မီရေးဝင်ကြည့်လို့ရနိုင်ပြီးတော့ CapCut လိုမျိုး editing software တွေ Netflix လိုမျိုး streaming software တွေအတွက်ပါ premium account တွေကိုအသက်တာဆုံးဈေးနှုန်းနဲ့ရရှိနိုင်ပါတယ်ကြောင့်မိတ်ဆက်ပေးလိုက်ပါတယ် and ပြီးတော့ channel ကကြည့်ရှုသူများအတွက်ဒီတန်းဝယ်ယူရတဲ့အခါမှာ EGGS 13ဆိုတဲ့ကုတ်ကလေးကိုပို့ပေးလိုက်မယ်ဆိုရင် first purchase ပထမအုပ်ဆုံးဝယ်ယူခြင်းအတွက်10% discount ကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ဒီတော့စိတ်ဝင်စားလို့အသုံးလို့လို့ဝယ်ယူခြင်း င်ကြရဲဆိုရင်ဆက်တွေ့နိုင်မဲ့ Telegram link နဲ့ဝင်ရောက်လေ့လာကြည့်ရှုနိုင်မဲ့ website link ကိုလည်း comment မှာချပေးထားပါတယ် Batman ကသူ့မှာဘိန်းကိုရှင်းချဖို့အတွက်ခွန်အားနဲ့လင်မြန်မှုမရှိဘူးဆိုပေမဲ့ brutality ကြမ်းတမ်းမှုဆိုတာကိုအစားထိုးအသုံးချနေတာကိုမြင်ရတယ်ဒါကြောင့်လည်းသူ့ကိုပြန်ကြည့်လို့ခေါ်တာမဟုတ်လားသူကအတောင်ပံမှာပါတဲ့အချွန်လေးနဲ့ ဘင်ရဲ့မျက်လုံးကိုစိုက်ထည့်ပြီးတော့ဖောက်ထုတ်ပြတယ်။ကြောပြင်ကိုထပ်ဆိုင်ပြလိုက်ပြီးဘင်ရဲ့ပူပူကြီးလာနေတဲ့ခန္ဓာကိုယ်ပေါ်မှာပြေးလွာခုတ်ဖြတ်ပြနေတယ်။သူကလက်မတွန့်သွားဘူးမနေသွားဘူးဘင်ရဲ့မျက်လုံးတစ်လုံးပြန်ပေါက်လာတိုင်းထိုးဖောက်ပြနေတယ်။နောက်ဆုံးဘင်ကသူ့ကိုလက်ညိုးနဲ့တောက်ထုတ်နိုင်တဲ့အထိအကောင်ကြီးသွားခဲ့ပြီးဘင်ကအခုဆိုရင်တိုက်ကြီးတစ်ခုစာအထိအစိတ်တွေနဲ့ကြီးထွားလာခဲ့ပြီး plan ကအလုပ်ဖြစ်တဲ့ဒါပေမဲ့ပူပူပြီးတော့ခက်ခဲလာနေပါတယ်။ဒီကောင်ကြီးကဘတ်မန်ရဲ့အတောင်တစ်ဖက်ကိုလန်ကန်လိုက်တဲ့အခါမှာတော့အယ်ဖရက်ကစိတ်ပူသွားတယ်။သူကဘတ် မန်ကိုအဝစ်ရှော့လိုမျိုးရှော့ပြနေတယ်ဒါပေမဲ့အကောင်ကြီးကကြီးလွန်းနေတဲ့အတွက်ယိုယိုဆော့နေတယ်လို့ဂျယ်လီလဝါရိုက်နေတယ်လို့မြေကြီးနဲ့အကြိမ်ကြိမ်ပိတ်ဆောင်ဖြစ်နေပါတယ်ဘတ်မန်လည်းတော်တော်ကိုအထိနာအောင်ခံလိုက်ရပါတယ်မြေပြင်ပေါ်လဲကျနေတဲ့ဘတ်မန်ကိုဒီကောင်ကငုတ်ကြည့်လိုက်ရင်လည်း ုံးတော့လीမင်းရဲ့အစိတ်တွေကိုအခုထုတ်သုံးတော့လीအဲ့ဒါကမင်းရဲ့တခုသီးတော့အကွက်ပဲမလားဆိုပြီးတော့ပြောလိုက်တဲ့အခါဘတ်မန်ကမဟုတ်သေးဘူးလို့ပြောရင်အตาလေးလိမ့်ချောင်းသွားတယ်ဘိန်ရဲ့အနာကမြေရောက်လိုင်ကူကြီးတစ်ခုဖွင့်လာတဲ့အခါအထဲတဲ့က Killer Croc အကြီးကြီးကထွက်လာတဲ့ဘိန်ကိုခုံအုပ်ပြီးတော့ကြိုက်စားပစ်လိုက်ပါတယ် Remember ဒီအကောင်ကြီးကပေ140လောက်ရှိပါတယ်အဲ့ဒါကြောင့်ဘိန်ကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုပို့ပို့ပြီးတော့ကြီးအောင်အစိတ်တွေထုတ်သုံးပြနေရတယ်ဘိန်ရဲ့ခြေထောက်နာမှာရှိနေတဲ့ဘတ်မန်ကဒီဆေးရည်ထိုးသွင်းတဲ့မာဆော်ကြီးတွေကြီးလာ ာတဲ့တိုးလာတဲ့အတန်နေဒဏ်ရာတွေပိတ်ကုံတဲ့အတန်တွေကိုအတိုင်းသားကြားနေရတယ်သူရဲ့ plan ကအလုတ်ဖြစ်နေပြီဆိုတာကိုယုံကြည်တယ်ဆိုဘိန်တယောက်မိချောင်းကြီးနဲ့အလုတ်ရှုပ်နေတဲ့အချိန်မှာဘတ်မန်ကသူ့ရဲ့ပစိန်ကြီးနဲ့ဘိန်ရဲ့ပေါင်ချောင်းကြီးတစ်ခုလုံးကိုခုတ်ချပစ်လိုက်တယ်ဘိန်ကဒေါ်လာထွက်သွားတယ်တစ်ချက်ပဲကင်ပြီးတော့လွင့်ပစ်လိုက်ခြင်းကဘတ်မန်ကိုခုန်နေချားထဲမှာဝစ်သွားစေခဲ့ပါတယ်ဒီအချိန်ဟာလီကွင်းကဘေးနားကိုပြေးဝင်လာတဲ့ဘတ်မန်ရေအခုအချိန်ကတယောက်ယောက်နင့်ကိုအားတက်စေမဲ့စကားမိုတီဗိတ်ဖြစ်စေမဲ့စကားကိုပြောရမယ့်အချိန်ပဲဒါပေမဲ့ငါက I don't need it. ခန္ဓာကိုယ်ကြီးကိုအခုချက်ချင်းမတက်ထားရလိုက်ဖို့အတွက်ပဲပြောခြင်းနဲ့ okay လားဆိုပြီးတော့ပြောလိုက်တဲ့အခါ okay တဲ့ဘတ်မန်ကကုံယုံထလာခဲ့ပါပြီအောက်မှာခြာနေကြတဲ့ခေါင်းတွေကိုကြည့်ရင်းနဲ့ alfred ကတော့မှစိုးရင်လာတယ်ဒီခေါင်းကြီးကအစိတ်တွေကိုပို့ပို့ပြီးတော့ထိုးတွင်းနေတာပဲဒီခေါင်းကြီးမှာ limit တောင်ရှိပါမလားလို့တွေးနေမိတယ်ဒီခေါင်းကြီးမှာ limit တောင်ရှိပါမလားဆိုပြီးတော့တွေးနေမိတယ်ပို့ပြီးတော့ဆိုရာကဒီထက်ပို့ပို့ပြီးတော့ကြီးလာမယ်ဆိုရင်ဘတ်မန်အစိတ်တုံးပြီးတော့ခြာလဲမနိုင်တော့မှမရှင်နိုင်တော့မှကိုစိုးရင်စာပြူလာတယ်ဘတ်မန်ကိုအခုတည်းကအစိတ်ကိုတုံးပြီး ော့ထွက်ပြေးတော့မလားဆိုပြီးတော့မေးလိုက်တဲ့အခါအောက်မှာလဲဘိန်းကမိချောင်းကြီးကိုပါဇက်ကနေပြီးတော့ဆွဲဖြဲပစ်ပိုးအတွက်လုံနေပြီဘတ်မန်က no plan အတိုင်းပဲဆက်သွားမယ်လို့ဆိုရင်ကွင်းထဲကိုပစိန်ကြီးနဲ့ခုံပြန်ဝင်ချလာပြန်တယ်ဒီကောင်ကဘိန်းရဲ့နောက်ကျောတဲတဲ့ကိုဘိန်းရဲ့ကြောကြီးတစ်ခုလုံးပွင့်သွားအောင်ပစိန်နဲ့ခုတ်ချဖွင့်ပေးလိုက်ပါတယ်ဘိန်းတယောက်ကြောကြီးပွင့်သွားပြီးမောက်ရက်လဲကျသွားရတယ်ဒီအခါဘတ်မန်ကဒီကောင်ကြီးရဲ့ခန္ဓာကိုယ်ပေါ်ကိုလမ်းလျှောက်တက်လာတယ်အခုနငါကမင်းရဲ့ကြောရိုးကိုခုတ်ချပစ်လိုက်တာပဲအတိတ်ဘယ်ကမင်းအခုမင်းရဲ့ခြေထောက်တွေကိုလှုပ်လို့ မရတော့ဘူး။ဒါပေမဲ့ကိစ္စမရှိပါဘူး။မင်းမလက်တွေရှိနေတာပဲလို့ပြောပြီးလက်တွေရဲ့အနာကိုရှောက်လာတယ်။လက်နှစ်ဖက်စလုံးကိုပစိန်ကြီးနဲ့ခုတ်ဖြတ်ပစ်လိုက်ပါတယ်။အိုမန်တနာပါတယ်။မင်းမလက်တွေလည်းမရှိတော့ဘူး။မင်းမသွားတွေတော့ရှိနေသေးတာပဲ။မင်းငါ့ကိုကိုက်လို့ရပါသေးတယ်။ ကိုက်မလားဆိုပြီးတော့ခနေတယ်။မင်းနဲ့ငါရဲ့ဂျာကကွာခြားချက်ကိုသိလား။ငါတို့နှစ်ယောက်စလုံးကဖခင်လေးကိုဆုံရှုံခဲ့ရတယ်။ဒါပေမဲ့ငါကငါရဲ့အဖေနှလုံးသားကိုမခွဲခဲ့တယ်လို့သူ့ရဲ့ကြော်ရိုးကိုလည်းမချိုးခဲ့ဘူးဆိုပြီးတော့ပြောလိုက်တဲ့အခါဘိန်းကလွတ်ထွက်သွားတယ်။သူလက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေအလုံးကသူ့ရဲ့အဖေကိုပြန်တက်ပြီးတော့ရလာခဲ့တယ်ဆိုတာကိုထောက်ပြလိုက်တဲ့အခါဘိန်းကအစုံအထိတော်တာထွက်သွားခဲ့တယ်။အစိတ်တွေကိုပို့ပြီးတော့တုံးပြလိုက်ခြင်းကအပြင်းတွေကိုပါရှံထွက်ကုန်ပြီးသူ့ရဲ့အသားဆိုင်တွေကပါကွဲထွက်ကုန်ပြီးသူ့ရဲ့အကောင်ကြီးကလည်းပို့ပို့ပြီးတော့ ြီးလာနေတယ်လို့တစ်ဖက်မှာကြည်နေတဲ့ဒေါက်တာအာခမ်ကလည်းဒါကိုခုံယူနေတယ်တော်တော်ကောင်းတာပဲဘင်းကြီးဒါကနင်းကိုမျောလင့်ထားတာထက်တောင်တတ်မှတ်ထားတဲ့ limit ထက်တောင်မှအများကြီးပိုပြီးတော့စွမ်းအားကြီးနေခြင်းမျိုးပဲလို့အားပေးနေပါတယ်အခုဘင်းရဲ့အလဲပဲမင်းကငါ့ကိုနိုင်မယ်ထင်လားမင်းကမင်းပိုကောင်းတယ်ဆိုပြီးတော့ထင်လာလားမင်းကဘာမှမဟုတ်တဲ့ကောင်လေးလို့ပြောပြီးဘင်းကအကောင်ကိုပို့ပို့ပြီးတော့ချဲ့ပြင်နေတယ်အကောင်ကြီးလာတာနဲ့အမျှလက်သီးအကြီးကြီးတွေနဲ့လဲဘတ်မန်ကိုမြေကြီးထဲကျုံဝင်အောင်အထိထိုးနှက်ပြင်နေတယ်ငါပြီးပြီလေအခုမင်းရဲ့အလဲပဲမင်းရဲ့အစ ိတ်တွေကိုတုံးစမ်းမအောင်မင်းပါကောင်လဲဆိုတာကိုပြဆမ်းမအောင်လို့ဆိုရင်တိုက်ကြီးတစ်ခုကလလပီးလို့ဘတ်မန်ကိုအကြိမ်ကြိမ်ထူရိုက်ပြင်နေပါတယ်ဘတ်မန်ဆုတ်ပြတ်နေပြီ do it gate အစိတ်တွေကိုအခုထုတ်တုံးပြစ်လိုက်တော့ဆိုပြီး alfred ကအော်ဟစ်ပြောနေတယ်ဘင်းကလည်းလှုပ်ဆမ်းမတုံးစမ်းမဆိုပြီးတော့စိန်ခေါ်နေတယ်နောက်ဆုံးတော့ဘတ်မန်လည်းဒူထောက်ရက်သားနဲ့ fine ကောင်းပြီလေမင်းကအစိတ်တွေကိုလိုချင်တော့လေအစိတ်တွေပေးရတာပေါ့လို့ပြောပြီး cut woman လို့အော်ဟစ်ပြစ်လိုက်တယ်ဒီအခါ cut woman ဒီဘင်းကိုအဝေးတနေရာကနေပြီးတော့စက်တနတ်နဲ့အကြိမ်ကြိမ်ပြစ်ထည့်လိုက်ခြင်းက ကဒေါက်တာအာခမ်ကိုပါစိတ်ပူသွားစေခဲ့တယ်။ဘာလို့လဲဆိုတော့ကတ်ဝမန်ပြင်နေတာတွေကဘင်းရဲ့ပွင့်နေတဲ့အသားဆိုင်တွေကိုပြီးတော့ကြည်စံနေနဲ့မဟုတ်ဘူးဘင်းရဲ့အစိတ်ရည်တွေနဲ့ပြစ်လိုက်တာဖြစ်နေတယ်။ဘင်းကတော့မှကြောက်လန့်သွားတယ်။ weight ရပ်ပါအောင်ဆိုပြီးတော့ပြီးအောင်တော့မပြောနိုင်ခင်မှာဘတ်မန်ကပစိန်ကြီးကိုဒီကောင်းရဲ့ခေါင်းတဲ့တဲ့ကိုပြစ်ပေါက်ပြစ်လိုက်တယ်။သူ့ရဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကအစိတ်ရည်တွေအရမ်းများသွားပြီးနေရာအနှံ့ကပေါက်ကွဲထွက်ကုန်တယ်။သူ့ရဲ့အသားတွေကပြိုကွဲကျလာပြီးတော့တစ်ခုလုံးပေါက်ကွဲထွက်သွားပါတယ်။ဒါကိုမြင်တော့ alfred ကရီတယ်ဟာဟာပပ တ်ကိုရည်တယ်ဒီစောက်ကောင်လေးကွာငါတော့မှမသိဘူးသူ့မှာဒီလိုအကြံရှိမဲ့ဘတ်ဟောက်ဒါပေမဲ့ဘလို့လောက်လိုက်တာလဲဆိုပြီးတော့ပြောလိုက်တဲ့အခါကောမစ်ကလွန်ခဲ့တဲ့နှစ်ရက်ကိုပြန်ပြီးတော့ပြရတယ်ဒါကမှဘတ်မန်ရဲ့အဓိကပလန်ပဲဘရုစ်ကသူ့ရဲ့ခန္ဓာကိုယ်ရဲ့ကအစိတ်တွေတစက်မကြံကိုညံကြီးရှင်ရစ်တလာကိုအကူအညီတောင်းပြီးတော့ထုတ်ပေးခိုင်းခဲ့တယ်သူ့ရဲ့စော်ကလည်းမကောင်းဆိုးဝါးကြီးဖြစ်သွားမှထက်ဆိုင်အခုလိုအနိုင်ယူမှာကိုသဘောကျတဲ့အတွက်အစာတွေကနေပြီးတော့ကူညီပေးခဲ့တယ်နောက်ဘတ်မန်ကဘိန်းရဲ့အသားဆိုင်တွေကနေပြီးတော့ထိုးထွက်လာပြီးအနိုင်ရသွားခဲ့ပြီဒီ အသားဆိုင်တွေဘင်းရဲ့ကြံတဲ့ခန္ဓာကိုယ်တွေအကုန်လုံးကိုလည်းဘတ်မန်ကသူ့ရဲ့အမိုက်ကားနဲ့တည်ပြီးတော့ကန်နာမှာရေသွားမျောဖြစ်လိုက်တယ်။ဒါဟာတိုက်ပွဲတစ်ခုရဲ့အဆုံးသတ်ပဲဘတ်မန်အတွက်လည်းမှန်တာတစ်ခုကိုလှုပ်လိုက်ရုံပဲ။ပူလဲမပူဘူး၊ယော်လဲမယော်ဘူး။ဘတ်မန်လိုလူမျိုးအတွက်သူကနိုင်ဖို့အတွက်ချနေရမဟုတ်ဘူး။တိုက်ခိုက်ဖို့အတွက်ချနေတာ။တိုက်ခိုက်ဖို့ကသာအဓိကပဲ။သူချစ်တဲ့လူတွေအတွက်သူ့ရဲ့အိမ်အတွက်တိုက်ခိုက်နေတာလို့အယ်ဖရက်ကဆိုတယ်။ဒီတိုက်ပွဲတစ်ခုလုံးကိုသူ့ရဲ့တငယ်ချင်းတွေ၊ Two Face နဲ့ Penguin တို့ကအားပေးနေတယ်၊ဂုံယူနေတယ်၊မျိုးကြီးတစ်ခုလုံးက လည်းမကောင်းဆိုးဝါးတွေတကယ်ရှိတယ်ဆိုတာကိုမျက်မြင်တွေ့လိုက်ရပါတယ်ဘတ်မန်ရဲ့တိုက်ခိုက်ခြင်းသည်အဖက်ဖက်ကနေပြီးတော့အောင်မြင်သွားခဲ့ပြီးနောက်တစ်ရက်မှာတော့ကတ်ဝမန်ကလက်ဆွဲအိတ်တစ်ခုနဲ့လေရင်ပြန်ကြီးစီးပြီးဂေါ်တမ်မျိုးကထွက်လာတာကိုမြင်လိုက်ရတယ်ဒါအပြင်သူ့ရဲ့အိတ်ထဲမှာလည်းဘိန်းအစိတ်ဒပလင်းခိုးလာတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်ကတ်ဝမန်ကတော့ကတ်ဝမန်ပဲသူ့မှာဇလန်တစ်ခုရှိလာအောင်ပါပါတစ်ဖက်မှာတော့အာခမ်နဲ့ကရေလောင်ကန်ကြီးတစ်ခုထဲမှာဘိန်းကအသက်ရှိနေသေးကြောင်းကိုမြင်လိုက်ရတယ်အသက်ရှိတယ်ဆိုပေမဲ့ရှိနေုံလေးပါအုံနောက်နှစ်ချမ်းမျက်လုံးနှလုံးနဲ့ကြွယ ော်ယူအချို့လောက်ပဲရှိတော့တယ်ဆိုတာကိုတွေ့ရတယ်။ဒါပေမဲ့အသိရှိနေသေးတယ်ဒါကို Absolute Joker ကဗီဒီယိုကောနဲ့လာပြီးတော့တွေ့တယ်။မင်းကြာရှုံးသွားခဲ့တာပဲ။မင်းမဘာမှဆုံရှုံးစရာမရှိတော့အောင်လှုပ်ပေးရတာပေါ့လို့ဆိုရင်သူ့ရဲ့မျက်စိအရှိမှာပဲဘိန်ရဲ့ကျွန်းကြီးတစ်ခုလုံးကိုကမိမနဲ့ကလေးကိုပါပုံချဲတပ်ပြပြလိုက်ပါတယ်။ Absolute Joker ကဘလောက်အထိပို့ပြီးတော့ Evil Sand နဲ့ဆိုတာကိုပြချင်တာပါ။နောက်ပိုင်း Issue Number 15မှာဆိုရင်တော့ Joker အကြောင်း Joker ရဲ့ Origin ကိုသိရတော့မှာဖြစ်ပါတယ်။အားလုံးလည်းကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။ဗီဒီယိုကိုဒီ ီအချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။